အဲ့တော့အခြားဘာတွေကြုံတတ်သီးလဲဆိုရင်ကျွန်တော်တို့မိုးတို့ထုတ်လုပ်တဲ့အခါမှာမိုးပွားစားတယ်ကျွန်တော်တို့မိုးမြင်ပြန့်ပွားမှုမရှိတာမိုးဒီခဏနေပြောရဲ site ထုတ်တယ်မှာမိုးမြင်နေမဆင်းတော့ဘယ်နဲ့ဖြစ်တယ်ပါတော့နောက်တစ်ခါမိုးမြင်လေးတွေပါပါလေးတွေဆင်းပြီးတော့ကြုံရတဲ့ပြဿနာတွေနောက်တစ်ခါကျတော့မိုးမြင်တဝက်လောက်ဆင်းပြီးတော့ရက်သွားတဲ့ဟာမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့မိုးမြင်အကွက်လိုက်အကွက်လိုက်ဟိုနားလေးက တနေရာဒီနားလေးကတနေရာဆင်းပြီးတော့မှကျွန်တော်တို့ကဟိုနေရာဆုံးဟိုမဆင်းတာပေါ့နော်အထုပ်တွေဟိုနားလေးတစ်ကွက်ဒီနားလေးတစ်ကွက်ကျွန်တော်တို့ကအဲ့လိုမျိုးဆင်းတဲ့ပြဿနာတွေဒါ site ထုတ်တွေမှာ site ထုတ်ထုတ်တဲ့သူတွေကျွန်တော်တို့ဟို move site တဲ့သူတွေမှာကြုံရတယ်ပေါ့နော်အဲ့ဒါတွေကဘာကြောင့်မို့ဖြစ်လဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့မူဒုတ်တရားပေါ့နော်နောက်တစ်ခုကကျတော့အယောင်နေစိမ့်နဲ့ပြဿနာဖြစ်တယ်ပေါ့နော်အယောင်နေစိမ့်နဲ့ဆိုတာအဲ့ဒါအချားမူယောဂါတွေဝင်တာ အယောင်တွေကမဲသွားတာပဲဖြစ်စိမ့်သွားတာပဲဖြစ်ဝါသွားတာပဲဖြစ်မနေ့ကကျွန်တော်မျိုးပလင်းတွေမှာပြတယ်လို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဒါတခုခုဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ကဒီဟာတွေနဲ့ကျွန်တော်တို့ကချိန်ထိုးလို့ရတယ်နံပါတ်1တစ်ချက်ကတော့မျိုးထဲတဲ့နေရာတစ်ဝိုက်မှာကျွန်တော်တို့ကစပြီးတော့စိမ့်နေဆိုရင်ဒီအပေါ်ပိုင်းကနေပြီးစပြီးတော့စိမ့်နေဆိုရင်ပေါ့နော်ဘာလို့လဲမျိုးကအပေါ်ပိုင်းကစထဲတာဖြစ်တဲ့ကြောင့်ဆရာတို့မျိုးထဲတဲ့မျိုးပလင်းမှာဆရာတို့မျိုးကမတန့်တာကြောင့်မို့လဲဖြစ်နိုင်တယ်လို့ဆရာတို့မျိုးထဲတဲ့အခါမှာစနစ်တကျမထဲ့လို့မျိုးသွင်းကံမတန့်ရှင်းတာကြောင့်မို့ဆရာတို့ရဲ့လက်တွေကတိတ်ချ ချာမနေ့ကလို့ကျွန်တော်တို့အရက်ပြန်နဲ့မလိမ်ဘူးကျွန်တော်တို့မီးမပြဘူးဒါမျိုးတွေလောက်ခဲလို့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့စိမ့်ပြီးတော့မှပျက်စီးသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့အထုပ်ဘေးတွေအထုပ်အောက်ခြေကနေပြီးတော့စပြီးတော့ကျွန်တော်တို့ကစိမ့်နဲ့ပြဿနာတွေဖြစ်တယ်အပေါ်ကတော့ကျွန်တော်တို့ကကောင်းတယ်အောက်ကနေပြီးတော့စိမ့်နေဆိုဘာလို့လို့လဲဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပေါင်းအားမပြည့်တယ်ပေါ့နော်ခဏလေးပေါင်းအားမဘာကြောင့်မပြည့်လဲ၄နာရီကျွန်တော်ကပေါင်းတာပဲ၅နာရီပေါင်းတာပဲတချို့တွေကကြောင့် site ထုပ်တွေကိုဘယ်လိုကြောင့်လဲဆိုတော့ အရင်နှိပ်သိပ်ပြီးတော့ဗောနော်တစ်ခုနဲ့တစ်ခုဟိုမြတ်မြတ်ထဲလို့အောင်နှိပ်သိပ်ပြီးတော့ထဲပြီးတော့ပေါင်းတဲ့ပြဿနာတွေရှိတယ်အဲ့ဒီဟာတွေကြောင့်မို့လဲကျွန်တော်တို့ကဒီဟိုမိုတုံးမှာဗောနော်မိဟိုဘယ်လိုခေါ်မလဲစနစ်တကျအာဒီသူ့ရဲ့လိုအပ်တဲ့ temperature အပူချိန်ကိုမရပဲနဲ့ကျွန်တော်တို့ကပေါင်းအားမပြည့်တဲ့ပြဿနာဖြစ်သွားတာဗောနော်ကိုကတော့နိုင်တော့ကျွန်တော်တို့၄နိုင်၅နိုင်ပေါင်းတယ်ဒါပေမဲ့ကိုထည့်လိုက်တဲ့ မိုးတုတ်တွေကကြိုက်ပြီးတော့ပေါ့နော်အဲ့ဒီဟာတွေကကျွန်တော်တို့ကဘယ်လိုခေါ်မလဲပိုးမသိဘူးပေါ့နော်အထဲမှာရှိတဲ့ပိုးတွေအကုန်မသိပဲနဲ့အဲ့လိုမျိုးဖြစ်တာအဲ့တော့နောက်တစ်ခုကကျတော့မိုးတုတ်ဓာတ်ခွဲပြီးခွဲချောင်းနေရာကနေပြီးတော့စိမ့်နာတို့ဘာလို့ဆိုရင်အဲ့ဒီဓာတ်တွေကိုကျွန်တော်အရက်ပြန်နဲ့မတုတ်ဖန်နဲ့ဆရာတို့အဲ့လိုမျိုးတခါတည်းဒီဟိုကြုံရဓာတ်တွေနဲ့ကျွန်တော်တို့ဖြတ်ပြီးတော့ခွာပြီးတော့လီးပြီးတော့အဲ့လိုမျိုးတွေလုတ်တဲ့အခါကျရင်လည်းအဲ့ကနေပြီးတော့ကျွန်တော်တို့ကကြောကပိုးမွားတွေဝင်ပြီးတော့ ဲ့ဒီမှာမိုးဒုတ်တွေကနေပြီးတော့ပျက်စီးသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါတွေကအဖြစ်များတဲ့ပြဿနာတွေပဲပေါ့နော်အဲ့တော့ဂယုဆိုက်ရမယ်ကျွန်တော်တို့ကရှိမှာတဘောတကူကတေချာလောက်ခဲ့တယ်ဆိုရင်တော့မှနောက်ပိုင်းမှာဓာခွဲတာပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်အဲ့လိုမျိုးလုံးလုံးမိလိုက်တယ်ဆိုရင်ပေါ့နော်ကျွန်တော်ကပျက်စီးသွားတယ်ဆိုတာအလကားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့အချိန်တွေကုန်တယ်ပတ်စံတွေကုန်တယ်ပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့လုံးလုံးရမယ်ပေါ့နော်အဲ့တော့ခဏနေပြောတဲ့ ဒီပြဿနာတွေကဒီပုံနေမှာကျွန်တော်တို့ပြထားတဲ့အတိုင်းပေါ့နော်အဲဒီမှာကျွန်တော်တို့ဘာကြောင့်မဖြစ်တတ်လဲဆိုရင်အဲဒီမှာအပေါ်ကတော့ဆင်းတယ်တွေ့လားအောက်ကနေပြီးတော့ကျွန်တော်တို့စပြီးတော့မဲပြီးတော့မှ ဟိုအယောင်တွေဖြစ်လာပါဘောနော်အဲ့လိုမျိုးအောက်ကဟိုမလုတော့ပဲနဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါကတော့ဖြစ်တတ်တယ်ပေါ့နော်ဖြစ်ဖြစ်နိုင်တယ်ဖြစ်လဲဖြစ်တတ်တယ်အဲ့တော့ဂယုဆိုက်ရမယ်ကျွန်တော်တို့အဲ့တော့ပေါင်းအားပြည့်ဖို့ကအရန်ရေးကြည့်တယ်ဆိုတော့အဲ့ဒါပဲအဲ့တော့ဒီမိုဒ်စိုက်ထုတ်တွေအောင်မြင်ဖို့အဓိကတရခံကပေါင်းအားပြည့်ဖို့ပြီးရင်မျိုးထဲဖို့မျိုးထဲတဲ့နေရာမှာကောင်းမှာပေါ့နော်အဲ့နောက်ခုပိုင်ပြီဆိုတော့ဆရာတို့ဒီမိုစိုက်ထုတ်လုတ်တဲ့ဟာလုံးဝအောင်မြင်တယ်မအောင်မြင်စရာအကြောင်းပါမှမရှိဘူးဒါပေမဲ့ကိုကဂယုဆိုက်ရမယ်အဲ့လိုမျိုးအောင်မြင်တယ်ဆိုမှကျွန်တော်တို့ဖြစ်တယ်လို့မလုံနဲ့ပေါ့နော်အများအားကျွန်တော်တို့ကသူတို့ရဲ့ standard ကိုမိအောင်အမြဲတမ်းကျွန်တော်တို့ပြပိုတန်မယ်တိတ်တခြားမျိုးထဲတဲ့နေရာဆိုရင်လည်းကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်လူရှင်းပြီးတော့ဖြစ်တဲ့နေရာမျိုးမှာတိတ်ချာထည့်ရမယ်ထည့်လို့ရတယ်ဆိုပေမဲ့ကိုကအဲ့လိုမျိုးပေါ့နော်စနစ်တကျစီကံလေးနဲ့အမြဲတမ်းလောက်မှကျွန်တော်တို့ကဒီဟာအောင်မြင်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်အခုလိုဒီလိုမျိုးပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်အဲအဓိကတော့ပေါင်းအားမပြည့်တဲ့ပြဿနာကြောင့်ပေါ့နော်အဲ့တော့ခဏနဲ့ပြောသလိုပြီးမှကျွန်တော်တို့ဒီအထုပ်တွေပျက်စီးသွားတာတွေပေါ့နော်ပျက်စီးသွားတဲ့ဟာမျိုးတွေရှိတယ်ဒါမျိုးတွေအခုလိုဒီမှာတွေ့လား အပေါ်ကနေပြီးတော့ဒီမှာစပြီးတော့ဖြစ်တဲ့ဟာမျိုးတွေဆိုဒီမှာဒီဟာဆိုရင်အကွက်လိုက်တွေ့လားဒီမှာအောက်မှာလည်းတွေ့တယ်ဒီမှာအပေါ်မှာလည်းပြည့်တယ်ဒီမှာအလယ်မှာဘာမှဟိုမှမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတွေပြီးရင်အပေါ်ကနေပြီးတော့ဒီမှာတွေ့လားဟိုဟာတွေဖြစ်တယ်အဲ့တော့ဘာလဲဆိုတော့ကိုမျိုးထဲတဲ့နေရာမှာမျိုးမတန့်တာကြောင့်မို့လဲဖြစ်နိုင်တယ်မျိုးကြောင့်မို့လဲဖြစ်နိုင်တယ်လို့ဆရာတို့မျိုးထဲတဲ့အချိန်မှာစနစ်တကျမထည့်လို့လဲဒါတွေကဖြစ်နိုင်တယ်ပေါ့နော်ဒါဒီလက္ခဏာတွေကဆရာတို့အားလုံးကြုံရတယ်လူတော်တော်များများ ကြုံကြုံကြုံရတဲ့ပြဿနာလေးတွေပေါ့နော်အဲ့ဒါလေးတွေဆရာတို့သတိထားဖို့လိုအပ်တယ်နောက်တစ်ခုကကျတော့မွားကြတဲ့ပြဿနာအဲ့တော့ဆရာတို့မိုတန်မိုဂျန်ကိုတန့်ရှင်းရအရန်အရေးကြီးတယ်ဆိုတာဒီဟာပဲဘလောက်တချို့တလေဆိုရင်နစ်တွေပေါ့နော်ကျွန်တော်တို့ဆဲချီပြီးတော့လုံနေတာပဲဒါပေမဲ့ဒီမွားကြပြီဆိုရင်ကျွန်တော်တချံလုံးကိုနားလဲရတဲ့အထိဖြစ်တယ်ဘာဆေးမှကုလို့မရအောင်အဲ့တော့တန့်ရှင်းရအရန်အရေးကြီးတယ် ဘသူပဲဖြစ်ဖြစ်ပေါ့နော်ဘလောက်ဖဲတက်နေတက်နေဘလောက်ဖဲကျွမ်းကျင်နေကျွမ်းကျင်နေမွားကြပြီဆိုရင် action ကပြုတ်ဖို့ပဲအဲ့ဒါဆရာတို့ကအထုပ်3000လောက်ထည့်ထားတယ်အထုပ်9000လောက်ထည့်ထားတယ်အထုပ်1000လောက်ထည့်ထားတယ်ဘလောက်ခြံကြီးပဲဖြစ်နေဖြစ်နေမွားကြပြီဆိုတာနဲ့အဲမွားကြပြီဆိုရင်ကုတဲ့ဆေးမရှိဘူးပေါ့နော်ကျွန်တော်တို့ကပိုးသက်ဆေးဖြန်းရင်လည်းကျွန်တော်တို့က မသေးဘူးတော်လောင်းနဲ့မွားတရအထုတ်ထဲမှာဝင်ပြီးတော့ကျွန်တော်တို့အရင်တော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီအငွေ့ mines တိုက်တဲ့ဟာမျိုးတွေပေါ့နော်ချမ်းကိုအလုံးကြီးကာပြီးတော့အဲ့လိုမျိုးလှုပ်တဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်တို့အဲ့ဒီလှုပ်ခါနဲ့ကျွန်တော်တို့ရဲ့ဒီမိုးနဲ့မကိုက်ဘူးပေါ့နော်ကျွန်တော်တို့ဘလို့နည်းနေတာပါအဆင်မပြေဘူးပြီးတော့စားတုံးတဲ့သူတွေအတွက်လည်းအဆင်မပြေဘူးအဲ့ဒီဟာမျိုးတွေပေါ့နော်အဲ့တော့မွားကြပြီဆိုရင်3000ရှိရှိ4000ရှိရှိချမ်းလုံးမှပြုတ်တယ် ြီးရင်ဘာမှလုပ်လို့မရအောင်အဲ့ဒီဟာတွေအကုန်ပြက်ပြီးတော့မှခဏနာနားပြီးတော့မှအဲ့ဒီ motion ကိုတန်ရှင်းပြန်လုပ်ပြီးတော့မှကျွန်တော်တို့၃လေးလလောက်နားပြီးတော့မှပြန်ဆိုင်ရင်ဆိုင်မဟုတ်ရင်ပြန်ကြတာပဲအဲ့တော့အဲ့လိုမျိုးပြဿနာတွေထိကျုံရတယ်ပေါ့နော်အဲ့တော့ဒီမွားကြတဲ့ဟာအဆိုးအဝါဆုံးလို့ပြောလို့ရတယ်မိုဆိုက်ထုတ်တွေမှာအဲ့တော့ဆရာတို့ကိုကစောစောတိလို့တထုံထုံနဲ့တိတယ်ဆိုရင်အဲ့အဲ့အထုတ်တွေမြင်မြန်တာကျွန်တော်တို့ကဖယ်ထုတ်ပြီးတော့မှကျွန်တော်တို့ကမြေမြုပ်ပေါ့နော်မီရှိုတစ်ခုလောက်ပေါ့နော်အဲ့လိုမျိုးမလောက်ဘူးဆိုရင်ဆရာတို့ခြံတာပွားသွားပြီဆိုရင်ဒီဟာအရန်ကြောက်ဖို့ကောင်းတယ်အဲ့တော့ channel မှာအဲ့ဒါမဖြစ်ဖို့အတွက်ကျွန်တော်ပြောထုံဖြူတဲ့ပြဿနာထုံဖြူတဲ့ဟိုဟာအရန်ရေးကြည့်တယ်ပေါ့နော်ဒီပြဿနာတွေကိုကျွန်တော်တို့ကြိုတင်ကာဝယ်ဖို့အတွက်အဲ့တော့ခြံတန့်ရှင်းနေရင်တော့မဖြစ်ဘူးခြံမတန့်ရှင်းလို့တခုခုကြောင့်မို့ကျွန်တော်တို့ဖြစ်လာပြီဆိုရင်ကျွန်တော်ပြောသလိုကာဝယ်လို့မရအောင်ပေါ့နော်အဲ့တော့ဒီမွားဆိုတာကတော့ပုံမှန်ဆရာတို့လည်းသိပါတယ်လူမျက်စိနဲ့မြင်တော့မြင်ရတယ်တက်တလေးပေါ့နော်တကယ်တမမျက်စိနဲ့မြင်ဖို့မလွယ်ဘူးပေါ့နော်ကျွန်တော်တို့ အဲ့လိုဟာမျိုးလေးရှိတယ်အဲ့တော့မိုးချမ်းမှာကျွန်တော်တို့ကြပြီဆိုရင်ဒီဟာဘာမှလုပ်လို့မရဘူးဒီဟာဘာကြောင့်မို့ကြလဲဆိုရင်ခြံတန့်ရှင်ရည်ညံ့လို့အဲ့ဒါကြောင့်မို့ပေါ့နော်အဲ့တော့အဲ့ဒါအရန်ကြီးကြည့်တယ်ကိုချမ်းကိုမပေါ့ဆားနဲ့ဘတော်မှာကျွန်တော်ပြောထုံးကိုမနှမျောနဲ့ဖြူးစရာရှိတာဖြူးကျွန်တော်ထုံးကတော့တကယ့်ကိုဆရာတို့ရဲ့မိုးချမ်းအတွက်အသက်ဖဲလို့ဆရာတို့မှတ်ထားပေါ့နော်အဲ့ဒီပိုးမွားယောဂါကြီးဂျိုတင်ကာဝယ်ဖို့အတွက်ဟာအတွက် နောက်တစ်ခုကကျတော့ဘာတွေဖြစ်တတ်လဲဆိုတော့ကြွက်ပေါ့နော်ကျွန်တော်တို့အခြားဒီဟိုဟာတွေလောက်တတ်တဲ့အခါကျရင်ကြွက်ကြွက်ကကျတော့ဘာဘာလဲဆိုရင်ကျွန်တော်တို့ကသူကကျတော့ဒီမြေကြီးပေါ်မှာပညာဒီတမန်တလင်းပေါ်မှာကျွန်တော်စီထားတယ်ဆိုရင်သူကဖောက်တတ်တယ်ပေါ့နော်ကျွန်တော်တို့ကဘာလို့လဲဆိုတော့အဲဒီမှာ စပခွန်စပဒီဟိုဖွဲနုတွေထဲတယ်ကျွန်တော်တို့နန်စားစေးတွေပြောင်းပြောင်းစေးတွေထွက်တဲ့အခါကျတော့သူကအဲ့ဒဲဖောက်ပြီးတော့သူကအဲ့ဒဲဟာလေးတွေလိုက်စားတာပေါ့နော်အဲ့လိုမျိုးပြဿနာရှိတယ်အဲ့တော့ကြက်ရဲ့ပြဿနာကလည်းမသေးဘူးကျွန်တော်တို့ကိုယ်တိုင်ကြုံရတယ်ပေါ့နော်ကျွန်တော်တို့အဲ့ channel တွေမှာကိုယ်တိုင်ကြုံရတယ်အဲ့ဒီဟာကြက်ကတော့ဟိုမိုးဒီယောဂါတွေပိုးမွားတွေလောက်ကျွန်တော်တို့ဟိုမခက်ဟိုဘယ်လိုခေါ်မလဲထိန်းသိမ်းရတာမခက်ခဲပြီမဲ့ပေါ့နော်ကျွန်တော်တို့သူ့မှာလည်းပြဿနာအများကြီးရှိတယ်ဒီမှာကြီးကြီးကျွန်တော်တို့ဒါတွေဆိုရင် အကုန်လုံးပြည်ကန်နီးတွေတဝက်လောက်ပြည်နေပြီးကျွန်တော်တချို့တွေအထုတ်တွေဆိုရင်ခုမှစဆင်းနေတယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့အဲ့ဒီဟာတွေဒါဆိုရင်အလကားဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကဘာလို့လို့ရလဲဆိုတော့မနေ့ကဆရာပြောသလိုပဲပြန်သုံးလို့တော့ရပါတယ်မရဘူးပြောမှာယောဂါကြကြပါကြကြအဲ့ထုတ်တွေပြန်ပောင်းရင်ကျွန်တော်တို့ပိုးတန့်သွားတာပဲဘယ်ယောဂါပဲကြနေကြနေကျွန်တော်တို့ကပြန်ပြန်ပိုးတန့်ရင်ဒီလိုမျိုးဒါပေမဲ့အဲ့ဒီအချိန်တွေကုန်သွားပြီဒီထုတ်တွေဆိုပေါက်သွားပြီဆိုရင်ကျွန်တော်တန်းပြီးတော့ပြန်ပောင်းလို့လည်းမရတော့ဘူးကျွန်တော်တို့ဒီကောင်တွေ ာလို့ရမလဲဆိုအထုပ်ပြန်ထုတ်ရတော့မှာပေါ့နော်အထုပ်တည်းပြန်ထည့်ရတော့မှာအဲ့လိုမျိုးဒီဟာတွေဆိုအများကြီးပဲကျွန်တော်ယာကနန်းနဲ့ချီပြီးတော့ကျွန်တော်တို့ဒါပျက်စီးသွားတာပေါ့နော်ဒီမှာတွေအများကြီးတို့ဘာလို့လဲဆိုတော့ကျွန်တော်တို့မြေကြီးပေါ်မှာအဲ့ဒီဟာတွေပုံထားတဲ့အခါကျတော့အဲ့ဒီကောင်တို့ကြိုက်တဲ့ဟာပေါ့နော်တရက်နှစ်ရက်နဲ့တင်တို့အများကြီးကြိုက်နေတယ်တို့စားတာလည်းမဟုတ်ဘူးဒီထုတ်ကြိုက်လိုက်ဟိုထုတ်ကြိုက်လိုက်အဲ့လိုမျိုးကြိုက်တဲ့အခါကျတော့တကောင်နဲ့တညနဲ့လည်းအထုပ်တရာလောက်တို့ကြိုက်နေတယ်လေအဲ့လိုမျိုးပဲဟိုနားလေးကဖောက်လိုက်ဒီနားလေးကဖောက်လိုက်အဲ့လိုမျိုးဖောက်ပြီးတော့ဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကမိုးတွေကဘလို့ထွက်တော့မှာတော့မပြည့်သေးခဲ့ခင် သူကအဲ့လိုအထောက်ကြီးကိုဖောက်လိုက်တဲ့အခါကျတော့ဗောနော်အဲ့တော့ဒီဟာလည်းကျွန်တော်တို့ပြဿနာတစ်ခုဖြစ်တယ်အဲ့တော့ဒီဒါတွေကတော့ကျွန်တော်တို့ site ထုတ်တွေထားတဲ့အခါကျရင်လည်းကျွန်တော်တို့အဲ့လိုမျိုးတန်တန်ရှင်းရှင်းထားဖို့အရေးကြီးတယ်ပေါ့နော်အဲ့ဒီဟာလည်းတစ်ချက်ဖြစ်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီ mode တွေမှာကြားတဲ့ကျွန်တော်တို့ဒီ white fly လို့ဟာမျိုးပေါ့နော်သူကတော့ black fly လို့လည်းခေါ်တယ် white fly နေလည်းကြားတယ်အများစုဒီဟိုကပေါ့နော်ဟောကျွန်တော်ယင်း ရင်ဖြူတို့ရင်မဲတို့ကြရတဲ့ဟာပေါ့နော်အဲ့ဒါကျွန်တော်ဗာလဲဆိုတော့ तू อ่ะအဲ့ဒီမိုမာရှိတဲ့ဟာရတွေကို तू อ่ะစုပ်ပြီးတော့မှကျွန်တော်တို့ဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုလည်းကျွန်တော်ပော့ပော်လေးမထားနိုင်ပေါ့နော်ကြားလာရင်ကျုပ်ကိုရဲ့မိုဟာယောဂါတွေအထိကျွန်တော်တို့ကုဆက်နိုင်တယ်ပေါ့နော်အဲ့တော့ဗာလို့လို့ရလဲဆိုရင်ကျွန်တော်တို့ကဒီကောင်တွေကိုကျွန်တော်တို့ကဒီဒီဟာတွေကဘာတွေလဲဆိုတော့ဒါရင်ကတ်တဲ့ရင်နေပါတွေကိုလေကျွန်တော်တို့ဖမ်းနေကတ်ကွာဒီဒီဟာတွေကတော့ဈေးပေါ့တယ်တကယ်တမ်းကြာရင်ဒီကောင်တွေကိုဖမ်းနေကျွန်တော်တို့ဟိုဟာတွေရှိတယ်ကျွန်တော်တို့ဗာလဲ အဲဒီ sticky trip ပေါ့เนาะကျွန်တော်တို့အဲ့ဒီဟာတွေရှိတယ်အရန်စေးကြည့်တယ်အဲ့ဒါတွေကကျွန်တော်တပေကိုဆိုမှဝယ်ရတာတပေကိုဘဏ္ဍထောင်ဘဏ္ဍထောင်ဆိုမှဝယ်ရတာအဲ့ဒါမျိုးတွေလည်းတုံးလို့ရတယ်ကိုကတက်နိုင်နေဆိုရင်အဲ့ဒါမျိုးအယောင်နေနဲ့ပေါ့เนาะအဝါယောင်ခြားယောင်နေအများကြီးရှိတယ်ကျွန်တော်အဲ့အယောင်တွေကိုတုံးပြီးတော့မှကျွန်တော်တို့ကဒီဟာတွေကိုခြားထားလို့ရတယ်ဒါပေမဲ့ဒီဟာကကျွန်တော်ဗာလဲဆိုတော့ကျွန်တော်တို့ကဟိုတဲ့ကုန်ကြစိတ်လည်းတက်တာတယ်ဘာမှလည်းမပေးရဘူးပေါ့နော်ကျွန်တော်အဲ့တော့အဲ့ဒါလေးတွေကိုတုံးလိုက်တဲ့အခါကျရင်ဆရာတို့ဆရာမတို့အဆင်ပြေတာပေါ့ကျွန်တော် တော့ကိုကအဲ့လိုမျိုး idea ကိုကိုကနေကိုထုတ်ရတယ်ပေါ့နော်ကျွန်တော်တို့တခုဖြစ်တယ်ဒီဟာလည်းဒီမိုးမှာကြတဲ့ပိုးယောဂါပေါ့နော်ဒါခြံတိုင်းမှာကြတယ်ဒါပေမဲ့အရန်ကြီးဆိုးတဲ့တဲမှာတော့မဟုတ်ဘူးဒီဟာကြီးကမိုးဆိုင်တဲ့ခြံနေတိုင်းမှာအကုန်လုံးကြတယ်ပေါ့နော်သူကမိုးမှာအရန်ကြိုက်တယ်အဲ့ဒီကောင်းနေရတိတ်တလေးတွေအကောင်တိတ်တလေးတွေနဲ့အဖြူရောင်လေးတွေရှိတယ်နောက်တစ်ခုကကျတော့ဒီဟိုအမဲရောင်လေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီမိုးတွေမှာသူကစောက်စားတာအဲ့ဒီကောင်းနေရ မဲ့သူကတော့အရင်ကြီးအန်တရရှိတယ်တော့ဟိုဟာမဖြစ်ဘူးမိုးကလည်းကျွန်တော်နှစ်ရက်သုံးရက်ဆိုပြီးသွားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကောင်ကအလောက်ကြီးကျွန်တော်အပင်နေလောက်အဆိုးဝါးကြီးမထိခိုက်ဘူးပေါ့နော်ပြီးရင်ပါလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီဟာလေးကိုတစ်ချက်ကြည့်ကြည့်ပေါ့နော်ဒါကျွန်တော်တို့တင်နန်းသားတစ်ယောက်က site ထားတဲ့ဟာလေးပါကျွန်တော်တို့အဲ့တော့ဘာလို့ထင်လဲအဲ့ဒီဟာ ဟုတ်ကောပိုးကောင်ဘောနော်ကျွန်တော်တို့အဲ့ဒီမှာတွေ့လာမှာပိုးကောင်လေးတွေကျွန်တော်တို့ဝင်ပြီးတော့အဲ့ဒီဟာဆွန်လက်တာအထုပ်ကပြည့်စည်တော့တာဘောနော်အဲ့ဒီကောင်လေးဝင်လိုက်ပြီးဆိုခဲ့ကြတယ်အဲ့ဒါဘာတောင်းဖြစ်တက်လဲဆိုရင်ကျွန်တော်တို့အဲ့အထုပ်တွေပေါက်နေတာတို့ဘောနော်နောက်တစ်ခုကရေဝင်သွားတာတို့ဆရာတို့အဲ့လိုမျိုးဘောနော်အများစုအဲ့လိုမျိုးဖြစ်နေနောက်တစ်ခုကကျတော့ကို ဒီထုတ်တဲ့အချိန်မှာကျွန်တော်တို့ကဒီကိုယ့်ရဲ့မိုဂျန်တန့်ရှင်းရေးအားနည်းတဲ့အခါမျိုးပေါ့နော်ကျွန်တော်တို့မိုစာထားတဲ့အခါမျိုးတွေမှာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ကျွန်တော်တို့အဲ့ဒါအများစုပဲအချိန်ဖြစ်တတ်လဲဆိုရင်ကျွန်တော်တို့ကဒီမိုတွေထွက်ပြီးတဲ့အချိန်မှာဖြစ်တတ်တယ်ပေါ့နော်မိုမထွက်ခင်လဲကျွန်တော်ကြုံရတယ်တခါတည်းဒါပေမဲ့အများစုကတော့မိုစိုက်ထုတ်တွေမိုပွင့်တွေထွက်ပြီးတဲ့အချိန်တွေမျိုးမှာဆိုရင်အဲ့ဒီဒီပိုးကောင်တွေကြားတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့အထုတ်တွေတိကျမလုံတာတော့ပေါ့နော်ကျွန်တော်တို့ ပေါက်နေတာတော့နောက်တစ်ခါရေတွေဝင်ပြီးတော့မှကျွန်တော်တို့ကအဲထဲမှာဟိုဘယ်လိုခေါ်မလဲအဲဆိုဓာတ်တွေများပြီးတော့ပေါ့နော်အဲ့ဒီပိုးကောင်တွေကျပြီးတော့မှကျွန်တော်အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါလည်းဒါလည်းပြဿနာပဲအဲ့ဒါမျိုးဆိုရင်လည်းဘာမှလုပ်လို့မရဘူးကျွန်တော်တို့အဲ့အထုပ်တွေကိုပြစ်လွင်ဒါပေမဲ့ဒီကောင်ကတော့ဆိုးရတဲ့ဟာတခုတော့မဟုတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျတော့နည်းနည်းလေးနည်းနည်းလေးဖြစ်တဲ့ဟာတော့တိတ်ဆိုးရင်စရာမလိုဘူးအဓိကကိုယ်ချံကိုးမဲ့အဟာမျိုးပေါ့နော်ယောဂလိုမျိုးခဏနေပြောသလိုကျွန်တော်တို့အခြားဒီဟို ဟိုဘယ်လိုခေါ်မလဲကိုချံအောင်ပျက်စီးစေမယ်ပေါ့နော်ဟာမျိုးတွေဆိုတော့အရန်တရိထားဖို့လိုတယ်ဒါပေမဲ့ဒီဟာတွေကတော့ဒါခြံနေမှာဖြစ်တတ်တဲ့ဟာလို့ဆရာတို့ ဟိုပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာတွေနဲ့ကျွန်တော်တို့ကအများစုဒီကောင်းတွေကိုကျွန်တော်တို့ကသွားပြီးတော့မှပြုစုဟိုဘယ်လိုများ control လုပ်လို့ရလဲဆိုရင်ပေါ့နော်ကျွန်တော်တို့က chemical ဘယ်တော့မှမတုံးဘူးကျွန်တော်ခြံမှာဘယ်တော့မှမတုံးအောင်ဘာလို့လဲဆိုတော့ကျွန်တော်မိုးက၂ရက်၃ရက်တဲတဲမှာဆေးတုံးလိုက်ဆေးတွေကဘယ်တော့မှ၂ရက်၃ရက်နဲ့သူ့ရဲ့အာနိသင်ပြည့်တဲ့ဆေးပဲဆေးမှမရှိဘူးအ ਨੇ ဆုံးကျွန်တော်တို့တပတ်အဲ့ဒါအဲ့ဒါမျိုးဆေးတောင်မှရှားမှရှားပေါ့နော်အများစုကျွန်တော်တို့က၁၄ရက်ကနေ၂၁ရက်လောက်ကြာတဲ့ဆေးတွေပဲများတယ်ကျွန်တော်တို့ အဲ့တော့အဲ့ဒီကောင်တွေက24ရက်က21ရက်နေမှာအဲ့ဒီ chemical ဓာတ်တွေကပြည့်ပြီးတော့မှလူကစားလို့ရတာပေါ့နော်ကျွန်တော်ကအဲ့ဆေးတွေဒါဖြန်းလိုက်တယ်ဆိုအကောင်တွေတော့တေသွားမှာတေကြတယ် chemical ဖြန်းရင်တော့အကောင်တွေရောတေမှာပဲဒါပေမဲ့မိုးထဲမှာကျွန်တော်ပါသွားမယ်မိုးထဲပါသွားတဲ့အခါကျမိုးက3ရက်လောက်နဲ့လူကစားရတာမှာအဲ့ဆေးတွေကအဲ့ဆေးတွေနဲ့မိုးနဲ့ကျွန်တော်ရောပြီးတော့စားပြီးတော့ကျွန်တော်တို့တေအောင်ကိုယ့်အနေကိုစားနေရလို့ဖြစ်တာပေါ့နော်အဲ့တော့သတိထားပါဆရာတို့အခုဒီအမြဲတမ်းပေါ့နော် food safety ကမြန်မာနိုင်ငံမှာအရန်အရေးကြီးတယ်ကျွန်တော်တို့တွေကဂယုမဆိုင်လား တကယ်ပြောတော့ဂယုလည်းမဆိုင်နိုင်ဘူးဒါကတော့နိုင်ငံအခြေအနေเจ้าမို့ပေါ့နော်စစ်မဲ့ဆေးမဲ့အဖွဲလည်းမရှိဘူးတောင်သူတွေကိုယ်တိုင်ကလည်းဟိုဘယ်လိုခေါ်မလဲအဲ့ဒီဟာတွေကိုသူတို့နားမလဲဘူးသူတို့ဟိုလူတွေကိုတတ်ချင်လို့သူတို့လုံနေရတော့မဟုတ်ဘူးစိုက်ပြိုးတဲ့သူတွေပေါ့နော်ကျွန်တော်တို့ဒီဟင်းသီးရွှေစိုက်တဲ့သူတွေဆိုလည်းမထူဆေးတွေကိုဖြစ်တယ်လို့တုံးတယ်ကျွန်တော်စားနေရတော့နော်အခုဆရာတို့လည်းပါတယ်ကျွန်တော်လည်းပါတယ်အကုန်လုံးဒီမြန်မာနိုင်ငံမှာစားနေရတဲ့ဟာတွေအကုန်လုံးကလေကျွန်တော်ထင်တယ်အဲ60 80ရာခိုင်နှုန်းကလေဟို ဟိုဟာမဖြစ်ဘူးပေါ့နော်ကျွန်တော်တော့လုံးဝမယုံဘူးအဲစားနေရတဲ့ဟိုဟာတွေပေါ့နော်အဲ့တော့ဖြစ်နိုင်ကိုဟာနဲ့ကိုဖန်တီးပြီးတော့များများစားနိုင်လေကောင်းလေပဲဘာလို့လဲဆိုတော့ဘောင်းစုံလောက်တယ်အဲ့ဒီလောက်တဲ့သူကိုယ်တိုင်ကမတိဘူးတကယ်တမ်းတော့လေဒီဟာငါတုံးလိုက်ရင်ဒီငါရဲ့ပျက်စီးရတော့ကြာရှိတော့ခံသွားတယ်ကြာကြာရောင်းရတယ်ငါပတ်ဆံတော့ရတယ်သူတို့အဲ့လောက်ပဲတိဒါပေမဲ့ဒီဟာကလူတွေစားမိလိုက်ရင်လူတွေစားလိုက်ရင်ဘာယောဂါတွေဘာတွေဖြစ်စေတယ်ဆိုတော့သူတို့မှာ ိတဲ့သူလည်းရှင်းရှင်းမယ်အများစုကမသိဘူးပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒီကြာရှိထားတဲ့ဟာတင်မျိုးတွေမဟုတ်ဘူးဘာတွေဘာတွေပါပါလဲဆိုရင်ကျွန်တော်တို့ကဒီယိုယိုဟင်းတင်းဟင်းရွက်တွေပါအရန်သုံးတယ်တကယ်ပြောရဆရာတို့ဟင်းတင်းရွက် site နေတဲ့သူတွေဆိုရင် channel တွေဘာတွေရောက်ဖူးတဲ့သူတွေပေါ့နော်အဲ့လိုမျိုးဟိုပုံမှန်ပေါ့နော်ခြံဆိုင်နေတဲ့သူတွေဆိုတော့ကြည့်ကျွန်တော်ဆိုရင်အများကြီးကြုံခဲ့တယ်အဲ့ဒီဟာပေါ့နော်ဒီညောင်နှပင်မှာကျွန်တော်အရင်ကညောင်နှပင်ခြံအဲ့9ဧက10ခြံတစ်ခုမှာပေါ့နော်ဒီဟို organic channel ကျွန်တော်လုတ်ပေးတော့ငါဆိုရင်အဲ့ဒီမှာလုတ်တော့အမတောင်သူကပေါ့နော်တောင်သူတယောက်ကအဲ့လိုမျိုးဟိုဘယ်လိုမလဲစင်နေပါလေလုတ်ပေးတာကျွန်တော်တို့ကစင်နေလို့တော့ပေါ့နော်မိုးတွင်းမှာလည်းစိုက်ချင်တာပြစင်နေပါလေလို့တော့သူတို့ကတော့ကျွမ်းကျင်နေတာဟုတ်အဲ့ဒီဟာအဲ့တော့သူပြောပြတဲ့ဟာလေးပြောတာပေါ့နော်ဒါပေမဲ့သူတို့တွေကိုတွားပြီးတော့ကျွန်တော်တို့တွေပြောလို့လည်းမရအောင်သူတို့တွေက give စိုက်ဘူးဘာလို့လဲဆိုတော့အဲ့ဒီဟာကသူတို့ရဲ့စီးပွားရေးဖြစ်နေတဲ့အခါကြတော့ပေါ့နော်သူတို့ဆိုရင်တဲ့ဒီပိုးကောင်နေဆိုရင်တဲ့အဲအထဲထဲမှာရှိနေတဲ့အကောင့်တွေပါတဲ့အပေါ်တက်ပြီးတော့ပေါ့နော်တေးအောင်သူတို့ကဆေးကို အကောင့်လေး app လို့အဲ့လိုလာပြီးတော့တက်ပြီးတော့တည်အောင်ဆေးဖြန်းနေတဲ့ဘာဒီ site လဲဆိုရင်ကျွန်တော်တို့ကမိုးရင်းမှာထွက်တယ်ကျွန်တော်တို့ဒီ patch wire လို့လိုမျိုးမုတ်ညင်းလို့လိုမျိုး guide line လို့မျိုးပေါ့နော်အဲ့ဒီကောင်နေဆိုရလဲတက်တန်းဘလောက်မှကျွန်တော်တို့ကြာတာမို့သူတို့အဲ့အယူဆေးတွေအားရှိတဲ့ကောင်ဖြန်းဖြန်းပြီးတော့မှကျွန်တော်တို့ဘယ်ပို့လဲဆိုရင်တိတိမင်္ဂလာဆေးကိုပို့တယ်ကျွန်တော်စားကြတဲ့လူတွေကပေါ့နော်လူတွေကလည်းတချို့လေချမ်းလည်းအဲ့ဒီဟာမျိုးပေါ့နော်ကျွန်တော်မသိတဲ့အခါကျတော့ကျွန်တော်စားမိတယ် အခုခြွင်တော့မှအခုမှအခုတော့မှ line ပေါ်မှာတွေ့တာပဲကျွန်တော်တို့တို့ချက်လိုက်တာကစွန်ရွက်ချက်လိုက်တာဟိုဟင်းရွက်ချက်လိုက်တာအမှအယောင်ကြီးကဒဲအိုးထဲမှာအယောင်ကြီးကဗာလဲ C A chemical အယောင်တွေဖြစ်နေတယ်လေအခုအခုတော့မှလူတွေ line မှာခဏခဏတင်နေတယ်ကျွန်တော်တွေ့တယ်ပေါ့နော်အဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်ပြောချင်တာအဲ့တော့မိုးဆိုရင်ပိုလို့တောင်ဆိုသေးတယ်ဟင်းသီးရွက်တရားမှာကျွန်တော်တို့တက်တန်းကြာတယ်ဟင်းသီးရွက်တရားတရက်နှစ်ရက်နဲ့ဟိုဟိုအကြီးကြီးဖြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ဟင်းသီးရွက်မှာလည်းကျွန်တော်တို့ကအဲ့လိုဆေးဖြန့်တဲ့အခါကျရင်သူ့မှာဆေးရဲ့သူတို့ရဲ့ ဟို harvesting interval ဆိုတော့သူ့ရဲ့ဟိုကာလပေါ့နော်ကျွန်တော်တို့အဲ့ဒီဟာရှိတယ်ဒီဆေးဖြန်းပြီးဆေးမှာပါတယ်ဒါပေမဲ့တောင်သူတွေဘယ်သူမှမကြည့်ဘူးပေါ့နော်အဲ့တော့တချို့တည်း21ရက်နေမှဆေးကအာနိသင်ပြည့်တယ်အဲ့လိုမဟုတ်ဘဲတော့ဆေးဖြန်းတယ်ဒီဒီနေ့ဖြန်းတယ်နောက်ဖြန်းကျရင်ခုပြီးတော့ဈေးလည်းပို့ရင်ပို့တာပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့မိုမာတော့ဒါမိုနဲ့ဆက်ဆက်ပြီးပြောတာပါမိုမာလည်းဖြန်းတဲ့သူတွေရှိတယ်မရှိဘူးလို့ပြောတာမဟုတ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့လေ ကိုကနဲ့ကိုကြိုက်လို့စိုက်စားမယ်ဆိုရင်တော့မှပေါ့နော်ကျွန်တော်ကကိုမိုနဲ့ကိုစားတာ100%ကိုကနဲ့ကိုစစ်ဖြစ်တယ်ကျွန်တော်အဲ့ဒါကြောင့်မို့ဘာတလုံးမှမပြောတာဆိုတာဆရာတို့အဲ့ဒီဟာပြောလို့ရတယ်အဲ့ဆေးဒီဟော်မုန်းတုံးလွယ်လွယ်လေးကျွန်တော်ပြောတာပိုထွက်တယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့ဘလောက်မှပို့တော့မထွက်ဘူးကျွန်တော်တို့သိချာစနစ်ကြလောက်ကြည့်ကျွန်တော်တို့ဒီမိုစိုက်တာကျွန်တော်တို့၄-၅နှစ်ရှိပြီတခါမှဘာဆေးမှဘာတစ်ခုမှမတုံးခဲ့ဘူး အောင်မြင်အောင်လုပ်လို့ရတယ်ကျွန်တော်ပြောချင်တာကပေါ့နော်ဆရာတို့အဲ့ဒီ idea လေးကိုကျွန်တော်ထည့်ချင်တာသူများတွေကဟာဒါလေးထည့်လိုက်ပို့ဖြစ်တယ်ဟုတ်ပါတယ်ပို့မဖြစ်ဘူးပြောတာမဟုတ်ဒါပေမဲ့အဲ့ဒီဈေးက ဘာဖြစ်သွားမလဲဆိုတာဆရာတို့အဲ့ဒီရဲ့အဲသူ့ရဲ့ result ကိုဆရာတို့ကမြင်အောင်ကြည့်တတ်ရမယ်ပေါ့နော်အဲ့ဒါအရန်ရေးကြည့်တယ်ဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်တို့ဒီ ethic လို့ခေါ်တာပေါ့နော်လူတယောက်ရဲ့ဟာလေပိုက်ဆံနေဘလောက်တွေရှိနေရှိနေဘလောက်ပဲပညာတွေတက်နေတက်နေကျွန်တော်တို့ကအဲ့ဒီလိုမျိုးသူများကိုယ့်ရဲ့ဟာကိုကိုယ့်တယောက်ထဲအတွက်ကြည့်ပြီးတော့သူများကိုမကြည့်တတ်ဘူးဆိုရင်ဒါလူဖွဲ့စည်းအတွက်ပေါ့နော်ကျွန်တော်တို့လုံးဝအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့လုပ်နေတာ organic ပဲအကုန်လုံးကအဲ့တော့ သူများတွေကမီကယ်နဲ့ရှင်လာမယ်ဆိုရင်တော့သူတို့ရှင်လို့ရချင်မှရလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တွေထွက်တဲ့ဟာတွေကလူတိုင်းကိုကျွန်တော်တို့ကအမခံနိုင်နေပေါ့နော်ဒါတွေကဆေးဖြစ်တယ်ဆိုတာဟုတ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုအဲ့ဒါကိုကိုယ့်ရဲ့ဟိုဘယ်လိုခေါ်မလဲကိုယ့်ရဲ့လုပ်ငန်းရဲ့ဟိုဘယ်လိုခေါ်မလဲ ethic တစ်ခုပေါ့နော်ဆရာတို့အဲ့တော့ဆရာတို့တိတ်တိတ်လေးပဲစိုက်စိုက်များများပဲစိုက်စိုက်ပေါ့နော်ကိုကအဲ့တစ်ခုတည်းအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်ကတော့လုံးဝမသုံးစီချင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တခွန်းမှမပြောရဆိုတာအဲ့အဲ့ဒီဟာတွေပါတယ်ပေါ့နော်ဘယ်ဟာမှာပဲဖြစ်ဖြစ်ကျွန်တော်က သုံးတတ်ရင်ရတယ်ကမီကယ်တွေမသုံးအောင်လို့ပြောတာမဟုတ်ဘောနော်သုံးတတ်ရင်သုံးတတ်အောင်သုံးတယ်ဆိုရင်ဒါလိုအပ်တယ်ကမီကယ်ကမရှိလို့မဖြစ်ဘူးကဘာမှလည်းဒါလူတိုင်းသုံးနေကြတာဘောနော်ဒါပေမဲ့သုံးတတ်ဖို့လိုတယ်ကျွန်တော်သူ့ residue တွေမကြံအောင်သုံးတတ်ဖို့လိုတယ်ဘောနော်အဲ့ဒါပြီးရင်လူအထိခိုက်နေတယ်အဲ့ဒါဆိုရင်ကိစ္စမရှိဘူးအခုကမဟုတ်ဘူးကျွန်တော်ရှိမှအဲ့လိုမျိုးဖြစ်နေတာဘောနော်အဲ့တော့ဒီမိုးတွေကိုဆိုရင်လည်းအဲ့ဒီပိုးကောင်တွေဟိုဟာတွေကြားတယ်ဆိုရင်ဘတော်မှအဲ့ဒီဆေးမသုံးပါနဲ့ကျွန်တော်တို့ဘာကြီးသုံးရလဲဆိုတော့ခဏနဲ့ပြောတဲ့ကျွန်တော်ပြောပြတဲ့နီးစနစ်တွေပေါ့နော်အဲ့ဒီ ပိုးကောင်နေဆိုရင်ဒီ high နဲ့သုံးလို့ရတယ်နောက်တစ်ခါကျတော့ body လုတ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ EM5 EN နေပြီးတော့ကျွန်တော်တို့ EM5 မဖြောတတ်ဘူးနီးမသိဘူးဆိုရင်မေးပါကျွန်တော်တို့နော်အဲ့တော့ကျွန်တော် EM5 အကြောင်းသိနေတာမဟုတ်တာဖြစ်တယ်အကြောင်းမဒါတော့မထက်ထားဘူးတကယ်လို့လိုတယ်ဆိုရင်ဆရာတို့ EM5 ဘယ်လိုဖြောရလဲမေးပါကျွန်တော်တို့အဲ့ဒီဟာကျတော့ကျွန်တော်တို့ပိုးတွေယောဂါတွေကိုကာကွယ်တဲ့ဆေးပေါ့နော်ကျွန်တော် EM5 ကကျတော့ဗာလဲဆိုတော့ EM EM တို့တင်လဲရီတို့ကျွန်တော်တို့နောက်တစ်ခါကျတော့ဒီရှာလကာရီတို့ အဲ့ဒီကောင်နေနဲ့ तू က၅မျိုးပါတဲ့ဟာတွေကိုကျွန်တော်တို့ကရောဆက်ပြီးတော့မှကျွန်တော်ဖြော်လိုက်ပြီးဆိုရင် तू ကအဲ့ဒီကောင်ကိုကျွန်တော်တို့ကထားပြီးတော့ပေါ့နော်တပတ်လောက်ထားပြီးတဲ့အခါကျန်ဖြန်းတဲ့အခါကျန်ဒီပိုးကောင်တွေကိုကျွန်တော်တို့ကအနံ့နဲ့ပေါ့နော်ပြေးစေတာပိုးပြေးစေလို့ခေါ်တယ်ကျွန်တော်တို့ကတော့ပေါ့နော်အဲနောက်တစ်ခုကကျတော့ဒီပိုးမွားယောဂါတွေကို तू ကမိုက်ခရိုတွေပါတာဖြစ်တဲ့အတွက်ဒီကောင်တွေကိုကြိုတင်ကာဝယ်ပြီးတာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီအပင်တွေအတွက် organic ဆေးလို့ပြောလို့ရတယ်ပေါ့နော်တမာပိုးသက်ဆေးဒီဟာကိုယ့်အနေကိုဖြော်လို့လည်းရတယ် တမာရွက်တွေကိုကျွန်တော်တို့ကြိတ်ပြီးတော့ကိုယ့်အနေကိုရင်နှွေးနဲ့ပြုတ်ပြီးတော့ပေါ့နော်ကျွန်တော်တို့တုံးလို့ရတယ်တမာပိုသက်ဆေးအနေနဲ့လည်းဝယ်လို့ရတယ်ဈေးတော့ကြီးတယ်အခုနောက်ပိုင်းပေါ့နော်ကိုယ့်အနေကိုလုပ်လို့ရတယ်နောက်တော့ဆေးရွက်ကြီးဆေးရွက်ကြီးကတော့ကျွန်တော်နေရာတကာရပါတယ်အကုန်လုံးအဲ့တော့ဆေးရွက်ကြီးကိုရေချိုးပြီးတော့ပဲဖြစ်ဖြစ်ညညရေစိမ်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဖြန်းလို့ရတယ်ပေါ့နော်ဒါပိုးတွေခဏနဲ့ပိုးအရင်များပြီဆိုတော့ဒါကတော့ယောဂသက်ဆေးတော့မဟုတ်ဘူးပိုးတွေကျွန်တော်တို့နော် တော့ယောဂါကတော့ကျွန်တော်တို့ကြခဲ့တယ်ကိုဂယုမဆိုင်လို့ဖြစ်တတ်တာပေါ့နော်ကျွန်တော်တို့ပိုးမိုးပိုးကြတာတော့ဖြစ်တယ်ယောဂါကတော့ကျွန်တော်တို့ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ထုတ်ကိုကျွန်တော်တို့က ထုတ်ပြလိုက်ပဲအဲ့လိုမျိုးပဲလုပ်လို့ရမှာပေါ့နော်ယောဂါအဲ့တော့ဘာကြောင့်ယောဂါကြလဲဆိုရင်ခရက်နဲ့ပြောတယ်ကျွန်တော်တို့ကရှေ့မှာပြောခဲ့တယ်ကျွန်တော်တို့ကိုယ့်ရဲ့မတန်မတန်လို့မျိုးမတန်လို့ကိုကိုကို site ထုတ်ထုတ်တဲ့မျိုးထဲတဲ့အချိန်မှာမတန်လို့နောက်တစ်ခါကျပေါင်းအားမပြည့်လို့အဲ့၃မျိုးကြောင့်မို့ပဲဖြစ်တယ်ပေါ့နော်အဲ့၃မျိုးဒါဆရာတို့ကတေချာစနစ်တကျလုံနိုင်တယ်ဆိုရင်ဒီ၃မျိုးကိုတေချာနိုင်နိုင်ပိုင်ပိုင်လုံနိုင်တယ်ဆိုရင်အဲ့ဒီပြဿနာကပြီးပြီကျွန်တော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုက နောက်တစ်ခုကကြတော့အဲခရက်နေရဟာဖြန်းမယ်ဆိုရင်ပေါ့နော်ကိုကတတိထားပြီးတော့ဖြန်းကျွန်တော်တို့ကမိုးတွေအပွင့်တွေငယ်နေတဲ့အချိန်မျိုးမှာဖြန်းမိတယ်ဆိုရင်လောင်နဲ့တက်ပြဿနာရှိတယ်ပေါ့နော်အဲ့ဒီဟာအဲ့တော့မိုးတွေခူးပြီးတဲ့အချိန်တွေမှာအထုပ်တွေပတ်ချလဲတွေဘာလို့လဲဆိုတော့ခူးပြီးတဲ့အခါမှာလဲအဲအကောင်နေရသူ့အနဲ့သူ့ကျွန်တော်တို့ ရှိနေမှာပဲအဲ့အထုပ်တွေကြားထဲမှာအဲ့လိုမျိုးဖြန်းလို့ရတယ်ပေါ့နော်အဲဒီမိုးတွေရှိနေတဲ့အချိန်ကျရင်သတိထားကျွန်တော်တို့ရေဖြန်းတာကတော့ကိစ္စမရှိဘူးကျွန်တော်တို့ရေဖြန်းတာကတော့ဟိုဟာမဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဆေးတွေဖြန်းတဲ့အခါကျရင်ကျွန်တော်တို့ကငယ်တဲ့အခါကျရင်ချမ်းချမ်းရီပြီးတော့ပုတ်သွားတာတွေပါဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုခူးပြီးတဲ့အချိန်တွေမျိုးမှာဖြန်းတာကတော့ကျွန်တော်ပို့ပြီးတော့အားပေးတယ်ပြီးရင်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကအစိမ့်ငွေမိုင်းတိုက်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒီပိုးကောင်တွေအတွက်ဘာလုပ်ထားလဲဆိုရင်ကျွန်တော်တို့ကဒီဟာမှာ အဲ့ဒီမှာဒါတော့အဲ့ဘာလုပ်တယ်လို့ထင်လဲဆေးရည်ကြီးကိုမိပုံရူတာလို့ထင်တယ်ဆရာဆေးရည်ကြီးမိုင်းလိုက်တာလို့ဟုတ်တယ်ကျွန်တော်အဲ့ဒါကကျွန်တော်ခဏနေပိုးကောင်းနေအတွက်အရန်ထိရောက်တယ်ပေါ့နော်ပိုးကောင်းနေအတွက်အဲ့တော့ဒါက မိုချန်တွေမှာလုတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့မိုချန်ကြီးရင်ကြီးတယ်လို့ဒါကတော့ကျွန်တော်တို့ဟိုဘာလို့လဲဆိုတော့အဲဆေးရွက်ကြီးကကျတော့ကျွန်တော်တို့ဈေးလည်းအရန်တော့မကြီးဘူးပေါ့နော်အဲ့တော့ကိုကအဲ့လိုလုတ်ချင်လဲဆိုရင်ကျွန်တော်တို့ကအကောင်းစားတွေဝယ်ကြမလို့ကွန်းစားတဲ့ဟာမျိုးနုဖတ်ပြရမလို့အယိုးတွေအညစ်အနေတို့ရဲ့အကျွင်းချန်တွေဝယ်ပြီးတော့ကျွန်တော်တို့အဲ့ဒါမျိုးတွေမီးရှို့ပြီးတော့မီးကိုမီးကိုမွေမိုင်းတိုက်လို့ရတယ်ပေါ့နော်ဆရာတို့စောင်းဒီမှာအေးတယ်ဆိုရင်လည်းဒါကတခါတည်းကျွန်တော်အပူပေးပြီးသားလည်းဖြစ်တယ်ကျွန်တော်တို့အဲ့လိုမျိုးလုတ်လို့ရတယ်ပေါ့နော်အဲ့ဒီဟာတွေကဒါကတော့ကျွန်တော်တို့ဘာဘာအတွက်လဲဆိုရင်အဲ့ဒီခရက်နဲ့ပိုးမွားယောဂါတွေအတွက်ကောင်းတယ် မိုင်းတိုက်တဲ့သဘောပေါ့နော်ကျွန်တော်တို့မိုင်းကကျတော့ယူယူမိုင်းလဲဒီအကောင်တွေကိုပြေးစေတယ်ကျွန်တော်တို့တရက်ပင်တွေပါတယ်မှာဆိုမိကိုမိုင်းတိုက်တာတို့ဆရာတို့ကြားဘူးမှာပဲပေါ့နော်အဲ့ဒီပိုးကောင်တွေအတွက်လေအဲ့ဒီဟာတွေအဲ့တော့ဆေးရွက် ကြီးထည့်လိုက်တဲ့အခါသူအနံ့နေပေါ့နော်ဒီပိုးကောင်တွေကများများအာပြေးပြေးတာပေါ့နော်အဲ့တော့ဒါတွေကလည်းကျွန်တော်တို့ဒါလှုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနီးတွေနဲ့တစ်ချာလှုပ်မယ်ကိုချံကိုကျွန်တော်ပြောသလိုတန်ရှင်းရေးတစ်ချာလှုပ်ထားမယ်ဆိုရင်မဖြစ်ပါဘူးကျွန်တော်တို့လုံးဝမဖြစ်ဘူးဟို ပျက်စီးသွားတဲ့အနေအထားမျိုးထိဘတော့မှမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့လုံနေတာကြားလာပြီကျွန်တော်တို့ဘယ်တစ်ခုမှမသုံးမနဲ့ဆရာတို့အဲ့တောင်မှအဲ့လိုမျိုးပြောတာပေါ့နော်ကျွန်တော်တို့တချို့တလေလူတွေကတော့သုံးခိုင်းတယ်ကျွန်တော်ပြောကျွန်တော်ကျွန်တော်အနေနဲ့ကတော့ဘာမှမသုံးစခြင်းဘူးကက်မီကယ်တွေပေါ့နော်မိုးဝါကြတော့ကျွန်တော်ပြောသလိုအရန်ကိုသူက sensitive ဖြစ်တယ်ပေါ့နော် sensitive ဖြစ်ဆိုတော့ခြားသိနေအနေနဲ့မတူဘူးတတန်းအရန်တိုတာဖြစ်တဲ့အဲ့အတွက်ကြောင့်မို့ဆရာတို့ chemical တစ်ခုသုံးမိလိုက်တာနဲ့သွားပြီစားသုံးတဲ့သူတွေအတွက်ကိုပေါ့နော်အဲ့ဒါအကုန်လုံးဟိုဘယ်လိုပြောမလဲ အဆင်မပြေတော့ဘူးပေါ့နော်ကျွန်တော်တို့ဟိုခဏနေကဘာကြောင့်မို့ဒီဟွာတွေဟိုဟွာတွေဖြစ်လဲဆိုရင်ကျွန်တော်တို့ကပိုးကောင်လေးတွေတော့တောက်လျှောက်တည်သွားတာကျွန်တော်တို့အဲ့ဒါကိုစားမိတဲ့အခါကျရင်လူကတော့တောက်လျှောက်မတည်ဘူးပေါ့နော်ကက်မီကယ်တော့စားမိလိုက်ပြီဒါပေမဲ့ ပိုးကောင်နေတော့သေးသေးလေးကိုကျွန်တော်တို့ရဲ့ခဏပြောတသန်းပုံမှာတပုံလောက်ရှိတဲ့အကောင်လေးတွေတေးတာလေကျွန်တော်တို့လူကြီးကအကြီးကြီးကိုအဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့အားဒီစားမိစားမိရင်ကျွန်တော်တို့အခုယောဂါတွေဖြစ်တယ်ဆိုတဲ့အမျိုးပေါ့နော်တခါကျန်ကြုံမှုမှာမယ်ဒါကတော့ဘသူပဲဖြစ်ကြုံရတာပေါ့နော်လူဘဝဆိုရင်တော့ကျွန်တော်တို့ကဘာလဲဆိုရင်တခါကျန်ဘာမှအတော့စားမရှိဘာမှမလုပ်ဖ ೇನೆ အဲ့လိုမျိုးယောဂါတွေဒါလည်းဖြစ်တာဒါဘာကြောင့်မို့လဲဆိုရင်အဲ့ဒီပြဿနာတွေပေါ့နော်ကျွန်တော်တို့ကအဲ့တော့ အာဆရာတို့ဆရာမတို့အကုန်လုံးဒါတတိထားဖို့ပြောတာ ပေါ့နော်အဲ့တော့ food safety ကကြတော့အရန်အရေးကြီးတယ်အဲ့ဒါကဘသူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်နိုင်ငံမှာကြတော့ green မဆိုင်ဘူးပြီးတော့ကျွန်တော်နိုင်ငံရဲ့ပုံစံကကြတော့အဲ့ဒီဟာတွေကအများစုကမတန့်ရှင်းကြအောင်ပေါ့နော်ကျွန်တော်စားတောက်နေတဲ့ဟာတွေကအဲ့တော့ဘာဖြစ်လဲဆိုတော့ used to ဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကကြောင့်ကောင်းလားဆိုတော့မကောင်းပေါ့နော်အဲ့တော့တော်တော့မတန့်တာ စားမိလဲဘာမှမဖြစ်ဘူးကျွန်တော်တို့ရဲ့ဟိုခံနိုင်ရပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဲ့တော့ ဒါပေမဲ့တခုကျွန်တော်အမြဲတမ်းပြောတယ်ဗောနော်အဲဒါကြောင့်ဆီမားတွေဆိုရင်လည်းအမြဲတမ်းကျွန်တော်အကြံပေးတယ်တင်တန်းတွေအခုတို့ဘာတွေတင်လဲဆိုရင်ဒီဟို value added တွေဘာတွေတင်ပေးတဲ့ဟာမျိုးတွေဆိုရင်ဗောနော်တချို့တွေကကျတော့ဒီခေါင်းပေါင်းတွေလည်းမစွတ်ချင်ဘူးဟိုလက်အိတ်တွေလည်းမတက်ချင်ဘူးဗောနော်ကျွန်တော်ပြောကိုယ့်ဟာနဲ့ကိုစားရင်ကိစ္စမရှိဘူးကြိုက်တယ်လို့လောက်ဦးကျွန်တော်ပြောကိုယ့်ဟာနဲ့ကိုစားတာဒါပေမဲ့လူတစ်ယောက်ကိုရောင်းမယ်ဒီပစ္စည်းကသူများရှေ့ကိုထွက်အောင်ကိုယ့်ဘက်ကနေပြီးတော့သူများကိုရောင်းမယ်ဗောနော်အဲ့ဒါဆိုရင်ကျွန်တော်လောက်ကိုလောက်ရမယ်ကိုယ့်ဟာနဲ့ကိုစားတာက ကိုစိတ်ကြိုက်ပေါ့နော်ကိုကလည်းလက်နဲ့ကင်ကင်ဘာနဲ့ကင်ကင်ဘလို့လို့လို့ကျွန်တော်ပြောတာကိုကိုဟာနဲ့ကိုကကိစ္စမရှိဘူးအဲ့ဒါကိုရဲ့ right ပေါ့နော်ဒါပေမဲ့လူတစ်ယောက်ကိုကိုကရောင်းမယ်ဒီဟာကိုလူတစ်ယောက်ကိုကျွေးမယ်အကြောင်းမျိုးဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုကအဲ့ဒီလှုပ်ထားတဲ့ဟာကအမြဲတမ်းကျွန်တော် safety ဖြစ်နေရမယ်ဒါကျွန်တော်တို့ဟိုလိုအပ်ချက်ပေါ့နော်မမဖြစ်မနေလုတ်ကိုလောက်အောင်ပါเนาะအဲ့လိုမျိုးပြောတာဒါကဘသူပဲဖြစ်ဖြစ်အဲ့တော့ကိုအိမ်မှာမိသားစုအတွက်စားရင်တောင်မှပေါ့เนาะလုတ်လုတ်လုတ်တဲ့နေကိုတယောက်ထဲစားရင်တော့ကိစ္စမကြီးကိုကနေကိုပေါ့เนาะဒါပေမဲ့ အဲ့ဒီဟာမျိုးလေးပေါ့နော် concept ကလေးကိုဆရာတို့ကမဖြစ်မနေလောတချို့တွေကျရင်အာလက်အိတ်နဲ့လောက်ရကြောအဆင်ပြေဘူးကိုရိုးရိုးကျွန်တော်တို့ကပုံမှန်လက်တွေနဲ့ခြင်နေကြအောင်တော့ဒါတော့အဲ့လိုမျိုးဆိုတော့အဲ့ဒါကိုပိုလုပ်ချင်တယ်ပြီးရင်ခေါင်းပေါင်းကြီးတွေမပေါင်းကျင်ဘူးဒါတွေကကျတော့သူ့ရဲ့ safety အရာကိုလူတွေအတွက်ကိုကျွန်တော်တို့ကစပစ်ပေးမှာဆိုလို့တာပေါ့နော်ဒါတွေကအဲ့လိုမျိုးမလုပ်လောက်ကြလားဆိုတော့မလောက်ကြအောင်ပေါ့နော်ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့လူတွေကလည်းအဲ့လိုမျိုးဖြစ်နေဒါပေမဲ့ဆရာတို့ဆရာမတို့ဟိုကလုံမယ်ဆိုရင်အဲ့ဒါလောက်ကိုလောက်တင်တဲ့ဟာလောက်ရမယ်ဟာမျိုးလို့ကျွန်တော်တို့မှတ်ထားပေါ့နော်အဲ့ဒီဟာလေးကတော့ ဲ့တော့မိုးတွေခုဆွတ်မယ်မိုးတွေခုဆွတ်တဲ့အပိုင်းရောက်ပြီဆိုရင်အဲ့တော့ကောက်ရုံးမှုမှာဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကောက်ရုံးမှုမှာကျွန်တော်စောစောခုဆွတ်ရတဲ့ဟာမျိုးပြဿနာရှိတယ်ဗောနောစောစောခုပြီးသူကစောစောမခုရင်သူကနေ့လည်ကျန်ပွင့်သွားတာအဲ့တော့ပွင့်သွားတဲ့အခါကျရင်အလေးချိန်လည်းနဲတယ်စားတုံးတဲ့သူလည်းမကြိုက်ဘူးသူကအဖူမအခွဲတယ်ဗောနော်အဲ့တော့ငွေနှင်းမို့ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကပါလဲဈေးကွက်မီလို့ခူးခြင်းမနဲ့စောစီခူးခူးခြင်းခူးဗောနော်ဒါပေမဲ့သူကကြတော့ အချိန်ဟိုအလောက်ထိကန့်တတ်မှုမရှိဘူးပေါ့နော်တောက်လျှောက်ကြီးအဲ့လိုမျိုးငွေနှင်းမှုဟိုဘာလဲကောက်ရုံမှုလောက်ကြီးမြန်ကောက်ရုံမှုကဖူးပြီးရတယ်တောက်လျှောက်ပွင့်တယ်ဒီနေ့ညနေဖူးထားရင်မနဲ့ပြန်မနဲ့ကြမ်းပွင့်တာအဲ့မနဲ့စောစောမခုနိုင်ပွင့်ပြီပဲနေထွက်တာနဲ့ပွင့်ပြီပဲပေါ့နော်အဲ့လိုမျိုးဆို 3နာရီ4နာရီ5နာရီအဲ့လိုမျိုးအချိန်ညခုကတဲ့ပြဿနာလေးရှိတယ်ပေါ့နော်ငွေနှင်းမှုကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ခဏနာပြောရဲ site ထုတ်ကိုတိတ်ချခုပြီးပြီဆိုရင်ကျွန်တော်တို့ဟာလုတ်ပြီးရင်ဘာလုတ်လဲဆိုတော့ဈေးွက်ထဲပို့မယ်ဆိုရင်ကျွန်တော်တို့ကတန့်စင်ရတယ်ခုပြီးရင်ခဏနာပြောရဲအဲ့ဒီသူ့ရဲ့မိုးအောက်ခြေတွေကဘာတွေပါလာလဲဆိုရင်ခဏနာပြောရဲကျွန်တော်တို့မိုးနှက်စာတွေပါလာအဲ့ဒါတွေကိုဟာလုတ်ပြီးတော့မှသူ့အနေနဲ့သူကျွန်တော်ပြန်ခွဲခွဲပြီးတော့မှအဲ့ဒီဟာတွေကိုက value added လုပ်မလားအချောက်ခံမလားပြီးရင်မိုဂျင်လုပ်မလားဈေးွက်ကိုပို့မလားကိုပြန်ပြီးတော့ဟိုဟာလုတ်ပေါ့နော်အဲ့လိုမျိုးလေးတွေ ဒါကတော့အရင်အရေးကြီးတဲ့ဟာ